ချန်ငင်လို့စကန်242မင်းညတကောင်ကျော်ကလေးကခွဲကန်းဝင်သွားလိုက်တာအပြင်ထွက်ပြီးအစားစားလိုက်လူနာကြည့်လိုက်ခွဲကန်းပြန်ဝင်လိုက်နဲ့ပတ်ချာလဲနေရောဒီတခါတော့စာချင်းဆိုတာမကဲနစ်တယောက်နဲ့တိတ်တူတာပဲလို့ခံစားမိပါတယ်ယောဂကုနေတာမှမဟုတ်တာခန္ဓာကိုယ်မှာဒဏ်ရာရတော့ဘယ်အပိုင်းတွေမှာ ဘလောက်တောင်ပျက်စီးသွားသလဲအဲ့ဒါကိုဘလို့ပြန်ပြင်မလဲဒါဟာပဲကောင်းနေတဲ့ထားတာလေပြင်မရတော့အောင် ထိခိုက်လာတာတွေကြတော့လေကဲเสียအသက်ကိုပါမလာတော့တာကြောင့်ကိုရုလုပ်ဖို့မလိုတော့ဆေးစင်းကိုတိုက်တော့ကနှစ်ရက်ကြာမှလူနာရောက်လာပြီမြက်ဒီတခါကိုရုစီကဆေးအဖွဲလွတ်ထားတာကြောင့်နိုင်ပိုင်းအတွင်းလူနာလက်ခံရရှိတယ် အလုလဲပိုးတွင်တယ်။ကြီးစာရကလူတွေလဲဝိုင်းကြဝင်းကြတာပေါ့။ရှေကန်းကရောက်လာတဲ့လူနာတွေကိုလဲစရာပစုပနကအစစီစံပြီးလူနာဆောင်လုပ်ပေးတဲ့စေတနာရှင်တွေလည်းရှိပါတယ်။ခွဲကန်းကိစ္စပြီးရင်အစာရည်စားကအစအိယာထိုင်ခြင်းအထိသူတို့ကူညီကြတယ်။တွေးလို့ရင်တွေးလှူတယ်။ခုပြည်သူအချင်းချင်းလေး ေသလားရှင်သလားလှဲကြည့်ဖို့တောင်းမရပဲအိမ်ကမုဆူးမကိုအသက်အာမခံကြီးမပေးရင်လို့တက်ပြေးစရင်ပြားပြီးရိုင်းငန်းထဲကမောင်းချတဲ့သူလေးမြင်မှုတွေရှိအောင်ဗီဒီယိုဖိုင်လေးရိုက်တင်ရင်းစိတ်တောင်ပေါက်တယ်လူအတိုင်းဝိုင်းလူပတ်ဝန်းကျင်မှာလူသားဆန်ဆန်ဘလို့နေရသလဲဆိုတာနောင်ဘဝပေါင်းများစွာလူပြန်မဖြစ်တော့မဲ့သူတွေကိုပြချင်မှာလို့ းဦးဆိုင်ခဲ့တဲ့အပင်ကတော့အသီးစားလို့ရပြီပြောရမှာပဲတင်ထားသမျှတတ်ထားသမျှနဲ့မယံမနာအလုလုံနေကြတယ်နေရကကိုဝင်လို့ဆရာမလို့တော့ဘူးစောင့်ကြည့်စီမံယုံနေမယ်အဲ့ဒါကပိုးတောင်ပင်မန်းသလိုရှိတယ်ညနေဆောင်တော့တကူလုံးကန်ရိုက်ထားသလိုနားတယ်လှုပ်တောင်မလှုပ်ချင်ဘူးညဘက်ကြမှာအေးစင်းနားမယ်ဆိုတောင်မအေးရပါဘူး စက်တနာရီတခါနှစ်နာရီတခါလေနဲ့ဘုံလာကျဲလို့ရှင်းနေဆုံးဝရသေးတယ်မနေ့လေကတစ်ခါပြန်ကြောပြီးနှလုံးချသွားတာခုဘောကပြန်လာဆိုတော့မနှိုးပဲမနေပါဘူးနာရီကြောက်နေမှာပဲဆိုတာအိစားမရှိပါဘူးငိုးပြူအများနဲ့ပဲဟာစင်းုံတွေဘုံကျဲတာသူတို့လုံနေကြပြီပါပါသူတို့နဲ့ပတ်သက်ရင်အီမီဇန်တို့ မမတ်ဆောင်လူထက်တောင်အတက်ဟောနိုင်သေးတယ်။စကားစာစခန်းနဲ့အသိခံရပြီဆိုရင်နှစ်ထင်မာတိတ်ပြီးအမိန်ပေးတဲ့ကြည်စံကြောက်လို့လက်နဲ့မချရဘူး။ရင်ဆိုင်လဲပြန်မတိုက်နိုင်တော့သူတို့ကပြန်မခုခံမဲ့ရက်သားပြတ်မှတ်တည်စီဖို့ပဲရန်တမ်းပြခတ်ကြတယ်။လေချောင်းပြကူလက်နဲ့ကြည့်ပြကူတောင်းမယ်။ဘိုးကောင်းကလည်းထွက်ဟဲထွက်ဟဲဆိုလိုတာထွက်လာတာ။ဘသူ့ကိုဘယ်နှပြရမှမသိတော့ ။စာတင်ကျောင်းနေဆေးုံတွေပဲဒီကောင်နေစခန်းချပါပါကွာဆို။ထင်ရမြင်ရမကောင်းသူထိတ်ကောင်းသူထိတ်စောပြီးကိုယ့်ဝခြင်းကိုအသက်နဲ့ပြန်ဆင်းနိုင်အောင်ပြေးချရရော။အဲ့ဒီတော့စခန်းသိမ်းဝဲရှိရင်လေရင်လာလိမ့်မယ်။ရက်တီရွာတွေဘုံကျဲဖြစ်စီလိမ့်မယ်။အရတားတွေတေးကြကြေကြဒဏ်ရာရကြမယ်ဆိုတာဘသူကမသိတဲ့နေမှာလဲ။လူတိုင်းကကိုယ့်အသက်ကို collateral damage တွေထည့်ပြီးမဖြစ်မနေလုပ်ရမယ်အလို့မလို့လုပ်နေတာလေကိုသေးတောင်းကိုသားသမီးကိုလို့အဖြစ်ဆိုးမျိုးထပ်မကြုံရအောင်အသက်ဆုံးရကိုယ်က next generation တွေစတဲ့တယ်သူတို့ကတော့ old generation ကြီးတွေအတွက်စတဲ့ခံရတယ်အချိန်စဝိုင်းကြီးကပြောင်းပြန်လဲတဲ့လူမှမရှိတာဘယ်သူကနိုင်မလဲအသိသားကြီး ရှုံးအနိုင်အဖြစ်ပေါ်ပြီးသားဖြစ်ပေမဲ့လေသူ့လက်အောက်ငယ်သားအောက်ခြေစစ်သားတွေကိုတရားမှအသက်ရှင်ရဲ့ခြံမထားလိုတဲ့အတွက်မသေးမချင်းဆက်တိုက်ခိုင်းနေတာအခုကစားလို့စစ်တပ်ရဲ့တည်ဆုံးခြင်းတွေဟာသူတို့ကိုယ်တိုင်ဖန်တီးယူပြီး autolysis ရကုန်တာနောက်မျိုးဆက်ကြမုန်းစရာမကြအောင်အကုန်တည်ပစ်ခဲ့မယ်လို့စိတ်ကူးတယ်ထင်ပါရဲ့ စစ်တပ်ကြီးရဲ့ဏီကုန်းကိုစစ်သားတွေကိုယ်တိုင်မချစ်တင်ခဲ့ထိုင်ကြည့်ပြီးတတ်သေးကြပါစီတော့ကွာနောက်တစ်နေ့တစ်နေ့လုံးလဲခုခွဲကန်းဝင်ကြပါတယ်ညကလင်းရင်လာတော့မှဖုတ်လိုက်ဖိတ်လိုက်ပြီးလဲကျင်းနေစင်းပုံရတော့မနဲ့လဲကြာရောအကုန်ပြန်မဲဆိုတောင်းစင်းကုန်ကြတယ်ပြန်လို့ရသမျှအကုန်ပြီးပြန်မပြန်နိုင်သေးတဲ့လူနာတွေက ရွာထဲမှာအိမ်ရှာပြီးအဆုစငားနေကြတဲ့ဆေးုံမှာကတဲ့မဆန့်လို့ဒဏ်ရလူနာတွေလဲမူရမတက်ရနိုင် အပြင်းမားပဲနေရာစီစဉ်ပေးရတယ်ချက်ချင်းလငင်းခွဲဖို့လူတဲ့လူနာတွေကိုပဲနင်းတက်နေစင်းခွဲနေရတာဒဏ်ရာတွေများတော့ခြေဆုံးကောင်းဆုံးခွဲရတယ်လေအရေးပေါ်ခွဲမှုရတဲ့လူနာလဲအေးတိုင်းရှိတယ် ဈေးကနေပိတ်ပြီးပြေးကုန်မှာကိုဘယ်ကူမှမပြေးနိုင်တဲ့အသေးအတန်လူနာတွေကတော့တနာပါတယ်အရင်လောက်တော့ခရူးမဆိုင်နိုင်တော့ဘူးပေါ့လေနေလာတယ်ကျဲသွားတယ်ကူလည်းကျင်းတဲ့တက်လိုက်ဆင်းလိုက်ပဲပေါ့ခွဲကန်းလေးရောက်နေရင်သာအပြင်ထွက်မပုန်းနိုင်တာပတိလိတ်တွေခွန်လိတ်တွေဆိုတာအများကြီးဝယ်ထားတာမလောက်နိုင်ဘူးဆေးလည်းထွက်မမာနိုင်အောင်ဘူးမာလည်းရောက်မလာနိုင်ပါဘူးလေ လမ်းနေအားလုံးပိတ်ကုန်ဘူး။ဖောက်ကန်သွားတဲ့လမ်းတွေအကုန်ပိတ်မိသွားပြီးဝေခါလမ်းကမိုင်းလမ်းအခုတမခန်လမ်းဆက်ဆက်မှရှိတဲ့စစ်တပ်နဲ့ရဲကလည်းအဝင်မခံပဲပိတ်ထားကြတယ်။ရှမ်းပြည်တွေကပဲစခန်းတစ်ခုတက်သိမ်းထားတယ်။ဘယ်ရွာတဲ့နေလို့မှမလုံလုံပါဘူး။အိမ်တွေဝလက်နဲ့ကြီးကြတာလေရင်နဲ့ဘုံကျဲတာတနက်နဲ့ရန်တမ်းပစ်ခတ်တာ သက်ကိုဖက်နဲ့ထုတ်ထားခြင်းတောင်းထုတ်เสียဖက်မရှိတဲ့မျိုးချင်းမြေစာပုံတွင်ကြီးပဲအကောင်းဆုံးအချိန်တွေရရှိဖို့အတွက်အဆိုးဆုံးအချိန်တွေကိုမငီးမညူဖြတ်တန်းနေတယ်ရမ်ဘူကားရဲကဗီယက်နမ်လေးတွေကြာနေတာပါပဲအသက်ရှင်ခြင်းလို့စစ်တိုက်နေတာမဟုတ်တော့ဒီကောင်းလေးနဲ့စစ်တိုက်နိုင်ဖို့အတွက်အသက်ရှင်အောင်နေနေရပွဲကတိတ်တော်မကြာလောက်တော့ပါဘူး ရခိုင်မှာစစ်တွေကိုဝိုင်းထားတယ်လို့ရှမ်းမြောင်မှာလာရှုကိုဝိုင်းထားတယ်လို့ကယားမှာလွိုက်ကိုဝိုင်းထားတယ်လို့အချင်းမှာလဲဖားကန့်ကိုတော့ဝိုင်းမိနေပြီဘယ်အသီးကအရင်ကြွေမလဲကြည်ကြသေးတာပေါ့နောက်တနေ့ညမှာလဲလင်းတွေကဝဲလိုက်ကျဲလိုက်လာလုံးနေတဲ့အခါဆေးုံမောကနာရာရှိအသေးတန်လူနာတွေလဲတယောက်ပြီးတယောက်အမဲ့ကြွေကြွေးကုန်ပါလေ သူများတွေကျင်းတဲ့ဆင်းပုံချိန်သူတို့ကမှမဆင်းနိုင်ပဲဘူးလင်းတွေကနေရောညာရောလာလူနာတွေကတတုပ်ပြီးတတုပ်ရောက်ဆရာဝန်တွေကခွဲကန်းနဲ့ဝင်လိုက်ထွက်လိုက်မြင်းနေရတော့သူတို့လည်းဆက်ဒုက္ခမပေးကျင်တော့တာလားမသိပါဘူးဒီနေ့မြန်မာသုံးနှစ်ကြာခဲ့ပြီမို့ကိုတို့လည်းတော်တော်ကချင်းဆန်းနေပြီပြောရမှာပဲလေချောင်းအန်တွေဘလူကာဝယ်ရမလဲ ဘဝပေးအတိနဲ့တည်နေပြီကျိုးလည်းပြင်ဆင်ထားတယ်တတိဝရိယနဲ့လည်းနေတယ်ဘလူနေရာတွေဟာအန်တရကင်းမှန်းတည်တယ်ရောက်ကြရရနဲ့စာရင်အခုတခါတော်တော်တိုက်ပွဲပြင်းထန်နေဆိုရမယ်ပြောင်းသွားတာကတော့ကိုရီးယားထိုးစစ်သူတို့ကခံစစ်အလင်းငိုင်မိစရာလည်းမရှိပါဘူးနှစ်ဖက်စလုံးကတေချာပြင်ဆင်ပြီးမှတိုက်ကြတာ မြေးပြင်းမှလှုပ်လို့မရတဲ့အခြေအနေကြောင့်လေချောင်းကကြီးပဲနေရောညပါတိုက်ခိုက်နေကြတဲ့အတွက်ခေါင်းမတဲတဲကြရင်အသေးပြောက်တော့ရှိတာပေါ့လေပောက်ကွဲလွင့်စင်တန်ရာတွေကြတော့ဂူရုကုပေးနေရတာပေါ့လက်လက်ကြီးထည့်တဲ့တန်ရာတွေတနတ်မှန်တဲ့တန်ရာတွေလည်းဂူရုစီပဲရောက်ပါတယ်စင်းချုပ်လိုက်တဲ့အခါတန်တယ်လို့ပြောရမှာပါပဲလီရင်နဲ့အခါ20မကလာပြီး ဒရော့ဘုံတွေအလုံးပေါင်းရာချီတိုက်ခိုက်တာတောင်ဂူရုဘက်မှာဒီလောက်ကလေးပဲအသေးပြောက်ရှိတယ်ဒီကနေ့တည်းလက်ကြံလူနာတွေဖြတ်လိုက်ရင်ဂူရုလုံးစရာကုန်ပြီ product တွေကလွင်ဆေးုံရောက်လူနာအားလုံးအသေးပြောက်မရှိဘူးဆေးုံကအသေးတန်လူနာတွေကျွေသွားတာပဲပြောစရာရှိတယ်ဒီမိနစ်မှာနောက်ထပ်လူနာတွေရောက်မလာတော့ဘူးခုမှပဲနာနာနေနေ အဲ့အစားလေးပြန်အားဖြည့်ပြီးကုံသွားတဲ့စီးတွေပစ္စည်းတွေပြန်ဖြည့်ရတော့မယ်။စီရေးအရှုံးနိုင်ကတော့လိုင်းမောင်လူတွေကတော့ပူတီအောင်မှာပါ။ကိုတို့ရင်ဆိုင်နေရတဲ့ဒံယာရလူနာကုစစ်မြေတောင်မှာတော့အောင်းအောင်းမြင်းမြင်းချောချောမိုးမိုးပါပဲ။ဒီအလုတ်တွေကိုလှုပ်ချင်လို့ဒီနေရာမှာပြင်ဆင်စုဆောင်းစောင့်ဆိုင်းလာကြတာလေ။ဝရံပြေးအဖြစ်ထွက်ပြေးတင်းရှောင်လာတာမဟုတ်ဘူး။ ကုသူဖြစ်ပရာဟိတာလုပ်ခြင်းလို့နေခမပါရမီဖြစ်ကျင့်နေတာမဟုတ်ဘူး။ဉာဏ်သူနဲ့စစ်တိုက်တဲ့အခါကုဘကပြည်သူတွေအထိအခိုက်အသေးပြောင်းနေအောင်စောင့်ရှောက်ခြင်းလား။ရှင်းရှင်းပြောရရင်စစ်တိုက်နေတယ်လို့ပဲသဘောထားတယ်။တေလူမျိုးပါလူနာလေးတွေကိုကုပေးလိုက်လို့မသေးမပြောက်ပဲရှည်တန်းပြန်ထွက်တော့မယ်ဆိုရင်ကုစီလာကြတော့ကြတယ်။ဖုန်ကြီးပါစေတက်ရှိပါစေစုမပေးပါဘူး။ အေးအေးဒီတခါတော့မထီအောင်မတီအောင်နေနော်ရှည်ရန်ကြစစ်တိုက်တဲ့ခါကျရင်ဆရာအတွက်တကောင်လောက်မှန်အောင်ပူပြခဲ့လို့မာလိုက်တယ်ဆေးကူရာကိုအားတာချင်မလို့သာဆရာဝန်အဖြစ်စစ်မြေပြင်မှာရှိနေတာတရင်တို့ထောက်အောင်လဲအရေးတော်အောင်ရမည်ပဲဒီခက်ခဲတွေဖြတ်တန်းပြီးမှကုလိုချင်းနဲ့ပန်းနိုင်ကို ရောက်မယ်ဥစ္စာဘာတွေတုံဆိုင်တူပြီးဆရာရှိကလေးအခု စာရင်းနေတဲ့အချိန်တိလေနေရလဲလာတော့မယ်နည်းနည်းကြီးကြီးကလဲပြတုံးမယ်သတိထားမိတဲ့လောက်တော့ခုစီရောက်တဲ့အထဲမှာအရက်သားလုံးတာတယောက်ပဲပါသေးတယ်စစ်ပွဲမပြီးသေးလို့အရက်ဖက်လူမှုပွဲစည်းရေးအဖွဲ့စည်းတွေလူနာမကောက်နိုင်မှာပို့နိုင်သေးတာဖြစ်ဖို့များတယ်အများစုကတိုက်ပွဲမဖြစ်ခင်ကလေးကစစ်ရှောင်ထားနေလာကြောင်းလဲပါပါလိမ့်မယ်အခြေအနေတွေအေးအေးသွားမှ မသေးပဲကြံတဲ့လူနာတွေ ဆေးရုံကိုထပ်ရောက်လာကြလေဦးမယ်ဇေဝါပစ္စည်းတွေအမြန်ဆုံးပြန်ဖြည့်ထားမှဖြစ်မယ်ဒီအချိန်မျိုးကြုံတွေ့နေရတာကိုလူတဖွဲ့တယ်တော့မဟုတ်ပါဘူးအများကြီးပါရှီရန်ကဆေးရုံဒီမှာဆရာဝန်လေးရှိသမျှအင်အားနဲ့အစွမ်းကုန်ရုန်းကန်နေကြရတာခုနေခါဈေးကမှာငွေရှာကောင်းနေတဲ့နေနိုင်သူကြီးတွေတစ်ချက်လောက်တော့ငွေဆောင်ကြည့်ဖို့ကောင်းပါတယ် စည်းဝါးပစ္စည်းကရိယာတွေပို့ပေးလို့ရပါတယ်ကိုယ်စီမှာလူလို့တောင်းတာမဟုတ်ပါဘူးနှီးဆက်ရလက်လန်းမီယာကိုကူညီစေချင်တာပါအကြံဉာဏ်ထင်မြင်ယူဆချက်တွေဒီပေးလမ်းပြလုံနိုင်ပါတယ်နင်တို့နဲ့စကားပြောရင်ငါဖန်ခံရမှာပေါ့ဆိုကြောက်လန့်မနေပါနဲ့အသက်နဲ့ရင်ရတာမှမဟုတ်တာနည်းနည်းပါးပါးတတိလင်းဝေးကြပါဦး CDM ဆရာဝန်တွေဟာစစ်အစိုးရကိုစန့်ကျင်တာပါ နန်းစီတန်ဆရာဝန်တွေကိုစန့်ကျင်တာမဟုတ်ပါဘူးငါအရှင်နေပါတော့ငါဒီလေအကျိုးရုပ်ရာဤဆိုတဲ့လောချစ်လောင်းနဲ့ကျွန်သက်မရှိရင်စမ်းပါနဲ့ခုအနာပဝန်းကျင်က မနိုင်မနှင်းဖြစ်နေတဲ့ဆရာဝန်အငယ်လေးတွေကိုဝိုင်းဝန်းကူညီစေချင်ပါတယ်ခလေးတွေကိုစာတင်တဲ့အခါ mass casualty တွေ line call for help လို့ရမယ်လို့သင်ပေးထားတယ်မလားလူနာတွေပဲဖြစ်ဖြစ် ရောက်ရာအရက်မှာတက်ဆွမ်းသမျှကျူးစားကုသနေတဲ့ဂျူနီယာဒေါက်တာဇေယူပဲဖြစ်ဖြစ်ကုကယ်ရာမဲတဲ့ခံစားချက်မျိုး မပေးချင်ပါဘူးငါမကဲတေးပွဲသားရှိတော့တကူလို့တော့မအောင်မိပါနဲ့အချိန်တန်တော့လဲပြီးသွားမှာပါတွလန်ရေးကြီးပြီးသွားတဲ့အခါခလေးတွေစိတ်ထဲမှာဘယ်နေရာမှသုံးစားလို့မရအားကိုးလို့မရတဲ့ဂျန်လေးကြီးတွေလို့ ဒီမှာအမှတ်မှားသွားမှာဆိုလို့ပြောရတာအာနာရှင်က divide လုပ်ခဲ့လို့နှချမ်းကွဲသွားတဲ့စီလောကသားတွေကို reunite လုပ်ဖို့အတွက်အခုချိန်ဟာဖြင့်အခါကောင်းအခွင့်ကောင်းလို့တင်းစကားပါလိုက်ရပါတယ်